ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆိုဒါလာအမည်ရှိတဲ့အဆုတ်သမားတို့ကဇနီးဖြစ်သူရှန်တီနဲ့သမီးဖြစ်သူစင်ဒီယာတို့နဲ့အတူပရာတက်နာကမှနေထိုင်ပါတယ်။စင်ဒီယာရဲ့အသားရောင်ကညိုမဲတာကြောင့်မလို့တင့်တော်တဲ့အိမ်နာဘက်ကိုရှာမတွေ့နိုင်ပဲရှိနေပါတယ်။ဒါကြောင့်မလို့ဆွန်ဒါလာနဲ့ရှန်တီတို့ကလည်းစိုးရိမ်ပူပန်နေကြတယ်။ဆွန်ဒါလာကျွန်တော်ချုပ်ခိုင်းထားတဲ့ကူတာနဲ့ပဇာမှာအတင်းဖြစ်ပြီလား။ အသိန်းဖြစ်ပါပြီရန်လာရေကောင်းပြီဒါဆိုကျွန်တော်ကောင်းလေးတစ်ယောက်ကိုလုပ်လိုက်မယ်အဲ့ဒါကိုသူ့ကိုပေးလိုက်ပါညနေမင်္ဂလာဆောင်တွားရမှာမို့လို့မြ мян လေးလုပ်ပေးပါအောင်ပြီးတော့စန်ဒီယာအတွက်တင်းတော်တဲ့သူကရှာတွေ့ပြီလားတတော်များများနဲ့ပြောထားတာတော့ရှိပါတယ်ကျန်တာတော့ဖယားသခင်ကိုပဲခြံထားလိုက်တော့မယ်သူကပဲငါသမီးရဲ့အနာဂတ်ကိုပေးပါလိမ့်မယ်ကောင်းပါပြီဒါပေမဲ့ခမည်းသမီးကအသားညူတာကို အသားညိုတဲ့မိန်းကလေးတယောက်ကိုယောက်ျားလေးတွေကအလွယ်တကူနဲ့လက်မခံကြဘူးလေ။ဒါကြောင့်မင်းပြောပြကလေးကကျွန်တော်ကအဲဒီကိစ္စကိုဘယ်သူကမှမပြောပြခဲ့ဘူး။ကောင်းပြီ။အခုကျွန်တော်သွားပြီးအဝိစားတွေသွားပို့လိုက်အောင်မယ်။ရန်လာရဲ့ဇကားတွေကိုစန်ဒီယာသွားသောအကြောင်းကိုစွန်တားလာကမြင်လိုက်ရပါတယ်။သမီးစန်ဒီယာသွားအဝိလဲလိုက်ပါအောင်။ရန်လာရဲ့ဇကားတွေကိုစိတ်မဆိုးပါနဲ့သမီး။ရပါတယ်ဖေဖေ။ ။တမီကြောင့်ပေပေတို့နားထောင်နေရတာဘလို့နေရလဲဆိုတော့ကိုလည်းတမီအများကြီးသိပါတယ်။လူတိုင်းကလည်းပုံမြင်တွေအများကြီးဖန်တီးနေကြတာပဲလေ။အဲ့ဓာရီကိုမယုံမနဲ့တမီ။အဲ့လိုမျိုးတွေလည်းဘယ်ကြောမှမတွေးပါနဲ့။တမီကဖေဖေတို့အတွက်အသက်ထက်ချစ်ရတဲ့သူပါ။တမီလည်းဖေဖေတို့နှစ်ယောက်စလုံးကိုအယမ်းချစ်ပါတယ်။ဖေဖေအခုအဝတ်စားတွေယူလာခဲ့ပါ။တမီချုပ်ပေးမယ်။ဖေဖေလည်းပင်မန်းနေရောပေါ့။ ဆန်ဒီယာရဲ့ဝမ်းနည်းနေတဲ့မျက်နှာကိုမြင်ရတဲ့အခါမှာစွန်တားလာကစွန့်အပ်သွားပါတယ်။ဆန်ဒီယာကလည်းအဝတ်တွေစတင်ပြီးတော့ချုပ်လုပ်ပါတယ်။ဆန်ဒီယာကစွန်တားလာလိုမျိုးပဲအဝတ်စားတွေကိုကောင်းစွာချုပ်တတ်ပါတယ်။ဒီနေ့မှာတော့လူတစုကဆန်ဒီယာတို့ရဲ့ရွာကိုရောက်လာကြပါတယ်။ဒီနေ့ကအတိုင်းပြည်ရဲ့အမင်းသားဗီယာဆင်းရဲ့မွေးနေ့ဖြစ်ပြီးတော့မြို့သူမြို့သားတွေအားလုံးကိုဖိတ်ကြားထားပါတယ်။နားထောင်ကြပါမြို့သူမြို့သားများအားလုံးနားထောင်ကြပါ မင်းသားဗီယာစင်ရဲ့မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့မျိုးသူမျိုးသားအားလုံးကို စားတောက်ပွဲကိုဖိတ်ကြားထားပါတယ်။ဘယင်ဘာနူဘရာတက်စင်နဲ့မိဖုရားစုံတန်ဓာတို့ရဲ့တားဖြစ်သူမင်းသားလေးဗီယာစင်ရဲ့25နှစ်ပြည့်မွေးနေ့ကိုခမ်းနားစွာကျင်းပနေပါတယ်။ဟိုးမင်းသားဗီယာစင်ရဲ့မွေးနေ့စားတောက်ပွဲကကြီးလို့ကောင်းနေမှာပဲ။ငါလည်းလှလှပပဝတ်ပြီးသွားရမယ်။အင်းဒါပေမဲ့ငါတို့မင်းသားကိုဘာလက်ဆောင်ပေးရမလဲ။ ပွဲကိုလက်ပလာနဲ့သွားတာတော့မကောင်းဘူးလေ။ဘာပေးရမလဲ။ငါတို့မိဘတွေကလည်းသွားကြတာပဲ။သူတို့ကပါပေးလိုက်မယ်။စိတ်မပူနဲ့။အချင်းချင်းပြောဆိုနေကြပါရဲ့။မျိုးတို့မျိုးသားတွေအလုံးကမင်းသားရဲ့မွေးနေ့ပွဲကိုသွားဖို့အတွက်ပြင်ဆင်နေကြတယ်။ရှန်ကြီးငါတွေးနေတာငါတို့နှစ်ယောက်စလုံးမွေးနေ့ပွဲကို မသွားတော့ဘူးပြီးတော့နင်ကလည်းကျမ်းမာရေးတိတ်မကောင်းဘူးလေဂျာဗမဲတယောက်ယောက်ကတော့သွားတဲ့နယ်လေ ဒါကြောင့်စန်ဒီယာကိုသူတငယ်ချင်းနေနဲ့အတူတူပွဲကုန်လွှတ်လိုက်ရအောင်မဟုတ်ရင် မဟာရာဂျာနဲ့မဟာရာနီတို့ကအဆင်မကောင်းဖြစ်နေလိမ့်မယ်။ကောင်းပြီအဆင်ပြေပါတယ်စန်ဒီယာ။တမီတမီမင်းသားဖီယာရဲ့မွေးနေ့ပွဲကိုသွားလိုက်ပါအောင်။စိတ်မပူပါနဲ့ဖေဖေ။တမီရေခါနဲ့စူနိုင်နာတို့နဲ့အတူတူသွားလိုက်ပါမယ်။စန်ဒီယာကမင်းသားရဲ့မွေးနေ့ပွဲကိုသွားဖို့ပြင်ဆင်နေပေမဲ့လည်းမင်းသားအတွက်ဘာလဆောင်ယူသွားရမလဲဆိုတာကိုစဉ်းစားနေတယ် အိမ်နောက်မှာတော့သူမရဲ့စိတ်ထဲမှာအကြံတကူရလာပါတယ်။မင်းသားရဲ့မွေးနေ့ပွဲအတွက်အဝိစားလလလေးတစုံချုပ်ပြီးယူသွားလိုက်မယ်။အဲ့ဒါကိုသူစိုက်မှာပါ။စန်ဒီယာကမင်းသားအတွက်လှပတဲ့ဝတ်ဆောင်တစုံကိုပြင်ဆင်ပြီးတော့တခြားသူတွေအားလုံးနဲ့အတူတူနန်းတော်ကိုရောက်ရှိလာပါတယ်။မွေးနေ့ပွဲကိုလည်းလူများပြားရောက်လာကြတယ်။စန်ဒီယာကအဲ့လူတွေကြားထဲမှာပဲစိတ်လှုပ်ရှားနေတယ်။မင်းသားကလည်းလက်ဆောင်တွေများစွာရရှိနေပါတယ်။ ဂျီလက်ဆောင်တွေအားလုံးထဲမှာငါစုပ်ထားတဲ့ရိုးရိုးရှင်းရှင်းဝတ်စုံကိုမင်းသားကကြိုက်ပါမလားငါကကိုလန်နဲ့ကိုမင်းသားကိုပေးရတဲ့တတ်တိလည်းမရှိဘူးဆန်ဒီယာက တွေးတော့ကမင်းသားရဲ့အခန်းထဲကိုတိတ်တဆိတ်သွားခဲ့ပါတယ်ငါဒီမှာပဲထားခဲ့လိုက်မယ်ဆန်ဒီယာက တွေးပြီးတော့ဝတ်စုံကိုမင်းသားရဲ့အခန်းထဲမှာထားကအိမ်ကိုပြန်လာခဲ့တယ်ဆန်ဒီယာတမိတမိကမင်းသားနဲ့တောင်မတွေ့ပဲပြန်လာခဲ့တာလားအဲ့ဒါဆိုတမိကလက်ဆောင်ပေးသွားတာသူပဲသိမလဲ ရှားပါတယ်ဖေဖေဒီလက်ဆောင်တွေအများကြီးထဲမှာသမီးပေးခဲ့တဲ့ဝတ်ဆောင်ကိုမင်းသားကမင်းနေလာရောပေါ့တကယ်တမ်းမှာတော့စန်တရားတွေးသလိုမဟုတ်ခဲ့ပါဘူးမင်းသားကြီးကအခန်းထဲရောက်တဲ့အခါမှာဝတ်ဆောင်ကိုတွေ့လိုက်ရပါတယ်။အိုးဘသူကဒီအန်အောဆရာကောင်းတဲ့လက်ဆောင်ကိုပေးခဲ့တာလဲ။လှလိုက်တဲ့ဝတ်ဆောင်ကအန်အောဆရာပဲ။ငါမမေ့တော့တော့လူတိုင်းကလက်ဆောင်ပေးကြတယ်။လူတိုင်းရဲ့မျက်နှာကိုလည်းငါမြင်ခဲ့တယ်။ဒါပေမဲ့ ဘသူမှဒီလက်ဆောင်ကိုမပေးခဲ့ပါဘူးဘသူများပေးသွားတာလဲဆိုတာကိုငါကဘလို့သိရမလဲပြီးတော့ဘာလို့အဲ့ဒီသူကငါ့ကိုမပေးဘဲနဲ့ဒီခန်းထဲမှာထားခဲ့တာလဲမင်းသားလေးကဘယင်းမိဖုရားစစ်သူကြီးအစီအကံဒီကိုမေးပြန်မှလဲဘသူမှမသိကြပါဘူးဒီလိုလှပရဲလက်ဆောင်ကိုပေးခြင်းရင်ပုပ်ပွင့်နေနေပေးမှာပေါ့ဘသူကများတိတ်တဆိတ်နေထားခဲ့တာလဲလို့တွေးကမင်းသားလေးကအံ့ဩနေပါတယ်မင်းသားလေးကအခန်းထဲကိုပြန်လာတဲ့အခါမှာသူ့ရဲ့မျက်လုံးတွေက ဇကောင်းမှာကန့်နေတဲ့ဂျူပတ်တာဘွားရှိတစားကို မြင်လိုက်ရတယ်။နန်းတော်မှာရှိတဲ့မင်းသားနဲ့အစေခံတွေအားလုံးကလည်းအံ့ဩသွားချပါတယ်။ဒီပိုင်းစားကအဲ့ဒီမင်းကလေးရဲ့ဂျူပတ်တာကနေကြံခဲ့တာသိကြတယ်။မင်းသားလေးကအဲ့လိုတွေးတောနေပါတယ်။မင်းသားလေးကအဲ့ဒီဂျူပတ်တာအပိုင်းဆိုင်နဲ့လက်ဆောင်ပေးခဲ့တဲ့သူကိုရှာဖွေဖို့အတွက်မြို့အနှံစစ်သားတွေကိုစေလို့ခဲ့တယ်။လူတိုင်းကလည်းညင်းဆိုခဲ့ကြပါဗျ။ညီလေးငါတို့ကမင်းသားကိုတံမိုးကြီးတဲ့လက်ဆောင်ငွေဖလားတွေပေးခဲ့တာ အဲ့လိုဝယ်ဆောင်ကိုငါတို့မပေးခဲ့ပါဘူး။အဲ့ဒီချိန်မှာစွန်သားလာနဲ့သူ့ရဲ့အစနီးနဲ့တမီးဆန်တီယာတို့ကအရေးကြီးကိစ္စနဲ့မြို့ပြင်ရောက်နေကြတာမလို့မင်းသားကလည်းဆက်ပြီးတော့ဆုံဆန်းနေအောင်ပါပါ။ဒါပေမဲ့လည်းစစ်သားတွေကမင်းသားကိုအဲ့ဒီကြောင့်မပြောပြပါဘူး။မင်းသားကလည်းစိုးရိမ်ပူပန်နေတယ်။အခုသူကတီတူဘတ်တာပိုင်းဆိုင်ရဲ့အမှန်တရားကို ရှာဖွေဖို့အတွက်နီလန်တခုပဲကြံမာတော့တယ်။ပပေမမေတောင်းမှာနီလန်တခုပဲရှိတော့တယ်။ ဒါကိုမိုင်ဆွေရံပါရာကိုကျင်းပခြင်းနဲ့အဲ့ဒီဆွေရံပါရာကိုမိန်းကလေးတွေအားလုံးလာကြပြီးတော့တားရဲမွေးနေ့ပွဲတော်ကဝေးခဲ့တဲ့ဝစ်စုံတွေကိုပဲဝစ်ဆင်စေခြင်းနဲ့ဒါဆိုရင်ဘသူဒူပတ်တာပိုင်းစားလဲဆိုတာကိုတားငါသိရမှာပဲပြီးရင်အဲ့ဒီမိန်းကလေးနဲ့အတူတားငါလက်ချက်ပါမယ်ဒီနီးကတားရဲမေးခွန်းကိုအပြည့်ပေးနိုင်လိမ့်မယ်ကောင်းပါပြီတားအခုဆိုမင်းကကိုဘွားလက်တွဲဖို့ကိုမင်းဆန္ဒရှိတယ်လို့ရွေးချယ်နိုင်တဲ့အရွယ်ရောက်ပြီပဲတား အဖေကိုယ်တိုင်မျိုးရဲမမင်းရဲ့ဆွေရန်ဘာရာပွဲကိုကြီးညာပေးမယ်။မင်းသားလေးကဂျူပတ်တာအပိုင်းစာအကြောင်းကိုဘသူကမှမပြောဘဲနဲ့တိတ်ဆိတ်စွာသိကျင်နေပါဗျ။မျိုးရဲမလည်းဆွေရန်ဘာရာအကြောင်းကိုကြီးညာလိုက်တဲ့အခါမှာအဲ့ဒီဘဝရဲ့အပိုင်းစာပိုင်ရှင်ဖြစ်သူစွန်ဒါလာရဲ့ခြံကိုလည်းအဲ့ဒီကြောင်းကရောက်သွားပါဗျ။စန်ဒီယာတမိနင်းလဲဆွေရန်ဘာရာကိုတွားတင်နေ။နေပေပြောတာအမှန်နဲ့စန်ဒီယာမျိုးရဲကမင်းကလေးတွေအားလုံးဆွေရန်ဘာရာကိုတွားကြတာ။ နေသာမသွားရင်မဟာရာဇာစိတ်ဆိုးနေလိမ့်မယ်။သူကမြို့ရဲကမင်းကလေးတွေအားလုံးကိုဆွဲရန်ပါရာအတွက်ဖိတ်ထားတာလေ။ဒါပေမဲ့တမီးကအဲ့ဒီကိုသွားဆရာအကြောင်းမရှိဘူးဖေဖေ။တမီးကလှလည်းမလှဘူးလေ။မင်းသားကတမီးကိုကြည့်မှတော့မဟုတ်ဘူး။အဲဒါကြောင့်တမီးအဲ့ဒီကိုသွားပြီးဘာလုပ်ရမှာလဲ။ဒါကတော့ကံကြမ္မာပါပဲ။တမီးရဲ့တမီးရဲ့ကံကြမ္မာမှာဘရင်စည်းစိမ်ချမ်းသာမှုတွေရေးကြတယ်ဆိုရင် ဘသူကောင်းမှသမီးစီကနေယူသွားလို့မရဘူး။မရေးထားရင်လည်းသမီးရဲ့တာဝန်ကိုဖြည့်ဆည်းပြီးတော့ပြန်လာလိုက်ပါ။မျိုးရဲကမိန်းကလေးတွေအားလုံးကလည်းမင်းသားရဲ့မွေးနေ့ပွဲတော်ကဝစ်ဆင်ခဲ့ကြတဲ့ဝစ်ဆောင်လေးကိုဝစ်ပြီးတော့နန်းတော်ကိုရောက်လာကြတယ်။မင်းသားရဲ့မျက်လုံးကတော့သူ့ရဲ့လက်ထဲမှာရှိနေဆဲဖြစ်တဲ့တူပတ်တာအပိုင်းအစပိုင်းရှင်မိန်းကလေးကိုရှာဖွေနေတာပါ။မင်းသားလေးကတော့စန်ဒီယာလက်ဆောင်ပေးထားတဲ့ဝစ်ဆောင်ကိုဝစ်ဆင်ထားတယ်။ဒီမိန်းကလေးတွေထဲမှာသူလည်းမပါဘူး။ဒီတူပတ်တာအပိုင်းအစကဘသူဟာလဲ။ ငါအစီအစဉ်ပြန်များပြတ်သွားပြီလားမသိဘူးမင်းသားလေးအဲ့လိုတွင်းနေတော့မှဆန်ဒီယာကအနန်းတော်ရဲ့ဝင်လာပါတယ်ဆန်ဒီယာဝင်လာတဲ့ခါမှမင်းသားကသူမချုပ်ပေးထားတဲ့ဝစ်စုံဝေထတာကိုမြင်လိုက်ရပြီးတော့အိုးမင်းသားကငါပေးခဲ့တဲ့ဝစ်စုံကိုဝေထတာပဲဒါဆိုငါချုပ်ပေးခဲ့တဲ့ဝစ်စုံကိုမင်းသားကကြိုက်သွားတာပေါ့ဇာကိုမြင်ရတော့ငါကဝမ်းသာလိုက်တာပြပြင်းနဲ့မမေလဲဇာကိုကြားရင်တိတ်ပျော်ကြမှာဆန်ဒီယာကတွေးတောပြီးတော့ပြောနေပါတယ် ဇန်နီယာပြုံးနေတဲ့အချိန်မှာမင်းသားဗီယာပရာတက်ရဲ့အမျက်လုံးတွေကလည်းသူမရဲ့ဝတ်ဆောင်ဘောကိုယောက်သွားတယ်။ဂျာကငါရှာနေတဲ့သူပဲ။မင်းတို့အလုံးသိစင်နေလိမ့်မယ်။ငါပါလို့ဒီဆွေရန်ပါရာကိုကျင်းပရရလဲဆိုတာကိုလေ။အဲဒါကငါရဲ့ဘဝလက်တွဲဘောကိုရွေးချယ်ခြင်းလို့ပဲ။ငါရှာနေတဲ့မင်းကလေးကဒီနေ့ငါရှေ့မှာရက်နေပြီ။ဂျာပင်ပဲငါသူ့နာမည်ကိုမသိဘူး။ဒါပေမဲ့ဒီနေ့ငါဝေထားတဲ့ဝိဆောင်ကိုပေးခဲ့တဲ့မင်းကလေးကသူ့ပဲသူက ငါရဲ့ဘဝလက်တွဲပေါ်ဖြစ်ချင်လားမင်းသားလေးကမေးလိုက်ပါတယ်မိန်းကလေးတွေအားလုံးကလည်းအချင်းချင်းကြည်နေကြတယ်ဘာကြောင့်လဲဆိုတော့သူတို့တွေကဘသူကမှမင်းသားကိုအရေးဝဲဆောင်မပေးခဲ့လို့ပါပဲဆန်ဒီယာကအမှန်တရားကိုသိသွားတယ်တစ်ချိန်တည်းမှာပဲသူမကတောင်းလှုပ်သွားခဲ့ပါတယ်မင်းသားကသူမရဲ့ဘက်ကိုရှောင်လာပြီးတော့လက်ကိုဆုပ်ကိုင်းလိုက်ပါတယ်မင်းသားကျမမင်းသားလေးနဲ့မထိုက်တန်ပါဘူးမင်းသားလေးကကျမချန်လာတဲ့မိန်းကလေးကိုရှာတွေ့ပါလိမ့်မယ်။ကောင်းပါလေ အချစ်ဆိုတာကနှလုံးသားကနေလာတာပါဂျီဝစ်ဆောင်ကိုမြင်လိုက်ရတဲ့အချိန်ကလေးကငါကနင့်ရဲ့အကြောင်းအရာတွေအားလုံးကိုစိတ်ဝင်စားသွားခဲ့တာငါကနင့်ကိုငါရဲ့နှလုံးသားပေးခဲ့ပြီးပြီဒီမှာဇာကနင့်ဂျူပတ်ဇာရဲ့ပိုင်းစာပဲဇာကကြကားဝမှာကတ်နေခဲ့တာအဲဒါကြောင့်ပဲငါကနင့်ရဲ့အကြောင်းကိုတီးခဲ့ရတာမဟုတ်ရင်တော့ငါအမှန်တရားကိုတီးမှာမဟုတ်ဘူးငါအမြင်ရပြောရရင်တော့နင်ကဒီကဘာပေါ်မှာအလှဆုံးမိန်ကလေးပဲ ဆန်ဒီယာကအနာသာဆုပ်ပြင်းနေတဲ့သူမရဲ့ဒူဘတ်တာကိုကြည့်လိုက်ပါတယ်။အဲဒီမှာရက်နေတဲ့မိန်းကလေးတွေအားလုံးကလည်းအံ့ဩသွားကြတယ်။မင်းသားဗီယာပရာဂျက်ရဲ့စကားကိုကြားပြီးတဲ့နောက်မှာဆန်ဒီယာရဲ့မျက်လုံးတွေကလည်းရှယ်ယွန်းစွာနဲ့ငုံကြသွားခဲ့ပါတယ်။ပြီးတာနဲ့အမင်းသားလေးဟာစွန်ကြားလာနဲ့ရှန်တီတို့ကိုနန်းတော်ကိုခေါ်ယူလိုက်ပါတယ်။ပြီးတာနဲ့တင်းတော်ရဲ့အချိန်မှာတော့ဆန်ဒီယာနဲ့မင်းသားဗီယာပရာဂျက်တို့ရဲ့မင်္ဂလာပွဲကိုကျင်းပခဲ့ပါတယ်။ယနေ့မှာတော့ ဆန်ဒီယာအေဘွားကကဘာပေါ်မှာရှိသမျှပျော်ရွှင်မှုတွေအလုံးနဲ့ပြီးပြည့်စုံသွားခဲ့ပါပြီ။ဟုတ်ကဲ့ပါရှင်။ဇလန်လေးကိုကြားနေသက်တဲ့ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါဦးနော်။ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။